ကျမတို့အဲ့လိုမျိုးချစ်သူဆင်ပေးတယ်လို့ပြောချင်တာအဲ့လိုအိမ်မက်မျိုးအဲ့လိုပုံစံမျိုးအဲ့လိုတော်ကီမျိုးကိုပြောချင်တယ်ဘဝမှာတော့သူများဆင်တာတော့မဝတ်ဘူးသေးဘူးအဲ့တော့အဲ့လိုအဲ့လိုမျိုးကိုယ်လည်းစကားနောက်တရားပါတယ်ပြောလွန်းလွန်းလေးဘသူပါပဲဖြစ်ချစ်သူပေးတာချစ်သူပေးရလို့အပေးခံချင်တာမရအဲ့တော့ကိုယ့်ဘာဝဲဝဲဝဲဝတ်နေရတယ်အမီဒီယာနေရနေတခါလေးပြောလိုက်ပါတယ်အဲကျမအဲ့ဒါကိုကိုပေးတယ်လို့ပြောချင်တာလာပေးကြပါလို့ ูกูเลยไม่หลาบมองนี้เลยไม่หลาบတော့จม่าก็เลยไอ้ผิดนะสันน่ะลงอ่ะไม่เป็ดกูผิดอ่ะตะเมียไปก็เลยวุจุนะกูบ่าวัวๆไปสั่นกုံเลยล่ะตะเมียไปก็เลยลูจินด้วยแหละอ่าဒီနေ့ ਆ ဒီချယ်အဒီချယ်နဲ့ ਆ လဲခင်နေတာဆိုတော့ဒါ last house မှာကလဲလင်ဟိုးရင်တည်းက body spa လောက်တာတွေရော hair cut လောက်တာတွေရောလုတ်ဖြစ်နေတာဆိုတော့အဒီဒီချယ်ကြီးကိုလဲ makeup လင်းရင်းနဲ့ အပွဲလေးတက်ဖြစ်တာပါဒီ cooler brand လေးကကြတော့မြန်မာမျိုးသမီးတွေအတွက်ရန်အဆင်ပြေတယ်မြန်မာနိုင်ငံရာသီဥတုနဲ့လည်းကိုက်ညီတယ်နောက်တစ်ခုကကြတော့ဈေးနှုန်းအပြင်လည်း price ကအရောက်ဆဲဖြစ်တယ်ဆိုတဲ့အခါကြတော့အလားပါကြိုက်တဲ့မျိုးသမီးတိုင်းအတွက်ဒါကိုကိုကိုချစ်တဲ့မျိုးသမီးတိုင်းတွေအတွက်ကောဒါဝယ်ယူပြီးတော့ပြင်ဆင်လို့ရပါတယ်လို့သူကလင်းတုံးကြည့်တဲ့ပုံစံဆိုရင်သူအရန်ကြီးတော့လေအရန်အရန်မိတ်ကပ်သားကြီးထူမနေဘဲနဲ့အနေကလည်းနည်းနည်း like နည်းနည်းလေး အာမိတ်ကပ်လိမ့်လိုက်ပြီဆိုတာနဲ့ဒီ color မိတ်ကပ်ကအရင်အဲနည်းနည်းလေးမျက်နှာလေး glow ဖြစ်တယ်နောက်တစ်ခုကကျတော့အာအစီပြန်တာကိုလည်းသူကကာကွယ်ပေးတယ်အာ lipstick ဆိုလည်းသူက long အာကြာရှည်ခံတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းကတော့မြန်မာမျိုးသမီးလေးတွေအတွက်လည်းအရင်ပီတီဖြစ်တယ်ကိုယ်တိုင်လည်းကြိုက်တယ်ဒီ color နဲ့ candy လေးဆိုတာပြီးတော့ဒီမှာကဒီနင်းတို့ဒီ brand မှာဆိုရင်အာမြန်မာနိုင်ငံရဲ့အာမျိုးသမီးလေးတွေတော်တော်များများက color တုံးက အာ green beach color လေးတွေများတယ်နောက်တစ်ခုကကျတော့အာဒီနည်းနည်းလေးအဖြူတယ်ဆိုပေမဲ့လည်းဒီ yellow နည်းနည်းလေးအဝါတုံးဘက်ကိုသွားတယ်ခိုးတုံးဘက်ကိုလည်းသွားတာဆိုတဲ့အခါကျတော့အာဒီ color makeup နဲ့အရင်စင်ပြေတယ်ပေါ့နော်သူကလည်း light ဖတ်မှုရှိအောင်လည်းအဲ formula တွေထုတ်လုပ်ထားတယ်အဲဈေးနှုန်းအဖြစ်လည်းအရင်ခုနလင်းပြောသလိုပေါ့အရင်လေးဟုတ်ဖက်ဖြစ်တယ်ဆိုတော့အဆင်ပြေပါတယ်ဟုတ်ဖက်ရှိုးကတော့ဒါကူညီတောင်းတော့ဒါအလှပနဲ့ပတ်သက်တဲ့ဟာလေးတွေပြောပြပေးမှာပါဟုတ်မျိုးသမီးလေးတွေအတွက်အလှပဘယ်လောက်ထိအရေးပါလဲပေါ့ ရေးပါတယ်ပေါ့ဗျာဆိုတော့လူတိုင်းကလှလှလေးကြိုက်တယ်လေလင်းလို့လက်လှလှလေးကြိုက်တယ်အဲ့အရာကြီးထားပြီးတော့ညနာကြီးပြစ်ပြီးတော့ဟာလာအိမ်မုံစောပွားနဲ့အများဝိအင်ကြီးနဲ့ဘယ်ပွဲသွားလို့အဆင်ပြေမှာလဲလူဆိုတာကတတ်တတ်ရက်ရက်နဲ့အဲကိုသွားရတဲ့ပွဲပဲဖြစ်ဖြစ်ကိုကျင်လေရတဲ့ပတ်ဝန်းကျင်ဖြစ်ဖြစ်ကိုလင်းကိုအလုံးလုံးနေရတဲ့နယ်ပယ်တစ်ခုမှာပဲဖြစ်ဖြစ်အာကိုကိုကိုကလည်းပြင်းပြင်းစင်စင်နဲ့အာ personal hygiene ကောင်းဖို့ကလည်းလိုအပ်တယ်လို့ပြောချင်ပါတယ်အဲကိုနေတော့နေလင်းဂါလီအခုတင်တော့မယ်ပေါ့နော် ယောက်ျားတွေကိုစိတ်ကုံတယ်ရုပ်ရှင်ထဲမှာတော့စိတ်ကုံတယ်ပြင်မှာတော့စိတ်မကုံသေးပါဘူးလို့အဲဒီလာအပေးရမယ်နော်ဒီထဲမှာတော့ကလာလို့ရှစ်တယ်ကိုနဲ့အပြိုင်ကလာဆိုတော့လေအော်ကဘာကြီးဆိုတာလေအဲ့လိုလေးရှိနေမှလဲကိုတွက်အသေးပဲရှိရလို့ထင်လို့ပါရှင်ဆန်မောပြီနော်โอเคမမလို့ပေါ့အဲ့တန်ထည့်ပေးနော်အဲဒါမျိုးကျမတယောက်တည်းရော်ကူမိုင်ဖြစ်နေမှာပေါ့ဘယ်လိုလဲကရဲလို့ ရွှေရည်တောက်ပြီးတော့လေကောင်းတယ်လို့ချောင်းမဆိုးဘူးလို့အဲနာမည်ကြောင့်လက်ခံလာရဲ့နောက်ကိုနေတိုးနဲ့လည်းရိုက်ချင်တာရဲ့နောက်တစ်ခုကအခုစောရုလည်းပါတယ်ပြီးတော့နော်ဖောရုနဲ့လည်းတော့ပထမဆုံးစုံတဲ့ကားလေးဆိုတော့ဟုတ်မချောလည်းပါတယ်ဗမမိုးပြင်းနဲ့လင်းနေရအဲ့မှာအပြိုင်လောက်တာအပြိုင်ရတော့မဟုတ်ပါအမားတို့ကတော့ပို့ပြီးတော့တော်တာပေါ့လင်းတို့ကတော့ဘေးနာအမားနဲ့ကမ္ဘာစီမိအောင်မနှဲလိုက်လို့ရအောင်ဖို့ကောင်းတာတဲ့လေကိုနေတို့ကတင်ပေးတယ်ကိုမြင့်မြတ်လည်းတင်တယ်တင်ပေးပါတယ်မင်းသားတော်တော်များများတော့လင်းအောင်ဒါပေမဲ့ ဟိုကိုကိုနေတို့နဲ့ကြောင်နည်းနည်းပထမဆုံးကားဆိုတော့လေပတဲရိုက်ချင်းတွေကတော့လက်ကမစင်မမိဘူးနောက်ကိုကနည်းနည်းလေးနည်းနည်းလေးပြော့ပြော့ပြီးတော့အဆင်ပြေသွားပါကျမတို့အဲ့လိုမျိုးချစ်သူဆင်ပေးတယ်လို့ပြောချင်တာအဲ့လိုအိမ်မက်မျိုးအဲ့လိုပုံစံမျိုးအဲ့လိုတော်ကီမျိုးပြောချင်တယ်ဘဝမှာတော့သူများဆင်တာတော့မဝတ်ဘူးသေးဘူးအဲ့တော့အဲ့လိုအဲ့လိုမျိုးကိုလည်းစကားနောက်တရားပါတယ်ပြောလွန်းလွန်းလေးဘသူပါပဲပြချစ်သူပေးတာချစ်သူပေးရလို့အပေးခံချင်တာမရတော့ကိုပါဝဲဝဲဝဲဝင့်နေရတယ် အဲမီဒီယာတွေကနေတခါလေးပြောလိုက်ပါတယ်အဲကျမအဲ့ဒါကိုကိုပေးတယ်လို့ပြောချင်တာလာပေးကြပါလို့ကိုကိုလည်းမလာဘူးမောင်လေးလည်းမလာဘူးတော့ကျမကလည်းအဲ့လိုဖြစ်နေစနေလုံးကမပိတ်ဘူးဖြစ်နေအာသူများပေးရလဲဝှချွနဲကိုပါဝဲဝဲပတ်ဆံကုန်နေလားသူများပေးရလဲလိုချင်သေးရလေဟုတ်တယ်အိမ်မာတော့ဟွာတွေတတ်ထားတယ်အဲ့လို slide တွေကိုကိုပဲ slide အញ្ញန်လင်းနေအောင်လို့ကိုတော့အဲ့လိုမျိုးတတ်ဟုတ်ကဲ့လင်းလင်းတောက်တောက်ဆိုပြီးတော့ လာပါကြိုက်တဲ့မျိုးသမီးမျိုးသမီးအားလုံးထက်ကုလာလာပါပြီအဲ့တော့ကုလာအတွက်လည်းအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အော်လင်းတို့ချစ်ပေးတဲ့ပရိသတ်မဟုတ်ပါဘူးလင်းတို့ချစ်ပေးကြတဲ့မိသားစုဝင်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်